ငလီနန်တင့်နေတဲ့မြန်မာနိုင်ငံမှာလူသားချင်းစာနာထောက်ထားတော်အဖြစ်တောင်းပြီးပါတကြံကာလပျော်ပွဲရှင်ပွဲမကျင်းပဖို့ဖျားဆာဘတ် TNW ဘို့အုတ်ချုပ်ရေးဌာနကစာထုတ်ပြန်ညွှန်ကြားခဲ့ပါတယ်တောင်ပြခရိုင်၅ခုစလုံးပြုတ်ပွဲရှင်ပွဲတကြံမန်တက်တွေမလုပ်ကြဖို့ဧပြီလ၃ရက်နေ့မှာစာတစောင်းထုတ်ပြန်ခဲ့ပြီးတက်ဆိုင်ရာအုပ်ချုပ်ရေးဌာနတွေကိုလည်းအမိန့်စာပေးပို့ထားပါတယ် 2025အတာတကြာ219မှာမူလကတကြံပွဲတော်ကျင်းပဖို့စီစဉ်ထားတော့လေမလ28ရက်နေ့မှာငလင်လှုပ်ခတ်သွားပြီးမြန်မာပြည်သူများတပွားဘေးအနေနဲ့ထဲဒုက္ခကြရောက်နေကြပါတယ်။ဒါကြောင့်တကြံပွဲတော်ကျင်းပဖို့ပြင်ဆင်ထားတာကိုဖျက်သိမ်းပြီးတောင်းပြည်တွင်မြည်တိနေရလို့မဆိုပျော်ပွဲရှင်ပွဲတွေကိုကျင်းပဖို့မြစ်တာရက်ခန်စာတစောင်ထုတ်ပြန်ရတာဖြစ်ပါတယ်။ငလင်တန်ကြောင့်မြန်မာပြည်သူ2000ကျော်တေဆုံးပြီး3900ဒဏ်ရာရရှိခဲ့ပါတယ်။ တောရခန့်ပျောက်ဆုံးနေပြီးအိနီချင်းနိုင်ငံတွေရဲ့အကူအညီနဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပါတယ်။တပတ်ဘေးအန္တရာယ်ကျရောက်နေတဲ့ပြည်သူလူထုတွေကအကူအညီကယ်ဆယ်ရေးလုပ်ငန်းနဲ့ပြည်လည်နေရာချထားရေးလုပ်ငန်းတွေအရဲတကြီးလိုအပ်နေတာကြောင့်ညနောင်တုံးဖက်ကဖော်ဆောင်နေတဲ့တည်သူညာနှစ်ခွင်စစ်စင်ရေးကိုလည်းအေဗီလာတလအတွင်ခုခံကာကွယ်စစ်မှအပအပြစ်ရက်ကြောင့်ညနောင်မဟာမိတ်တုံးဖက်ကပူတွဲထုတ်ပြန်ချက်စာတစ်စောင်ကိုအေဗီလာတရက်နေ့ကထုတ်ပြန်ထားပါတယ်။ကျမလွေပူလပါပါရှင်။